ုတ်ရဟန်မင်းကြီး Francis ဆမ္မနာအခမ်းအနားတက်ရောက်မယ်လို့ Trump ဆုံးအမေရိကန်သမ္မတ Donald Trump ဟာပုတ်ရဟန်မင်းကြီး Francis ရဲ့ဆမ္မနာအခမ်းအနားကိုတက်ရောက်မယ်လို့ Truth Social Post မှာရေးသားခဲ့တာကို Fox News သတင်းမှာရေးသားထားပါတယ် Roman Catholic ချက်ရဲ့ပထမဆုံးလက်သက်အမေရိကအကောင်ဆောင် ပုတ်ရဟန်မင်းကြီး Francis ဟာအပီလ23ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်ပေါ်ရဟမင်းကြီးကွယ်လွန်ချိန်မှာအသက်88နှစ်ရှိပြီဖြစ်ပါတယ် ကွယ်လွန်သူပုတ်ရဟန်းမင်းကြီးကိုဂုံပြူတဲ့အနေနဲ့ကဘာသဝန်းကတာဝန်ရှိသူတွေစုဝေးကြမှာဖြစ်တယ်လို့ဒါဟာအမေရိကန်သမ္မတဒုတိယသက်တမ်းအတွက်ပထမဆုံးနိုင်ငံတကာအောက်မေ့ဖွဲ့ဝန်ထမ်းချင်းအထိမ့်မတ်အခမ်းအနားကိုတည်ရောက်လာလည်းဖြစ်ပါတယ်ဖရန်စစ်ကကျန်းသစ္စာကျင်းဆုံမှုမှာထရန်တန်စာတဆောင်ရေးသားခဲ့ပြီးအမေရိကန်ပြည်သူတွေရဲ့မုံသေးမှုခွဲခြားဆက်ဆံမှုဒါမှမဟုတ်ပုံမတရားမျှတာတဲ့လှုပ်ဖွဲ့စည်းတရားကိုတည်ဆောက်ဖို့အမြဲတမ်းကြိုးပမ်းဆောင်ရွက်နေရှိတယ်လို့ရေးသားခဲ့ပါတယ် သူဟာအမေရိကန်တိုက်တွေကဒါမှမဟုတ်ကမ္ဘာတောင်ပိုင်းရဝန်ကန်ကြီးပထမဆုံးပုတ်ရဟမင်းကြီးဖြစ်လာသူပါခုနှစ်၄၀ခုနှစ်မှာစီးရီးယားနယ်ပေါ်ပုတ်ရဟမင်းကြီးတရရန်များဂရက်ဂရီကွယ်လွန်ပြီးကြတဲ့အားဆိုရင်ဥရောပပြင်ပကနေခရီးယန်ဂိုင်းအုပ်ဖုံးတော်ကြီးတပါးတလီမှာရဟမင်းကြီးဖြစ်လာတာမရှိသေးပါဘူးမြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။